င်္ဂလာပါတတမမီလေးတို့ရေဘ ഹു တုတာအစုံနဲ့ယသအစုံကိုနားဆင်ဖို့အတွက်ဘူကောင်းရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တော့လိုနေပြီနော်။ကဲပုံမြင်လေးတွေတင်ဆက်တော့မှာမို့တတမမီလေးတို့ရေ Ready ပဲလားပုံမြင်လေးတွေနားထောင်မယ်။မင်္ဂလာပါတတမမီလေးတို့ရေဘူကောင်းရဲ့ပုံမြင်အတက်လေးတွေကို စောင့်မျှော်နေရတာမော်နေပြီလား။အခုဒီကောင်မှာဦးကောင်းက ပုံမြင်အစ်တလေးတပုတ်ကိုတင်ဆက်ပြတော်မှာဖြစ်ပါတယ်။ပုံမြင်လေးကိုမတင်ဆက်ခင်မှာတသားမမီးလေးတို့ကိုမိကုန်းတစ်ခုလောက်မီးလို့ရမလား။တသားမမီးလေးတို့ရေတသားမမီးလေးတို့မှာတငေချင်းကောင်းရှိပါသလား။ရှိရဲ့ဆိုရင်သူတို့ကိုဘလောက်ထိချစ်တယ်ဆိုတဲ့အကြောင်းကိုအိုးကောင်းကိုပြောပြပေးလို့ရမလား။နောက်ပြီးတော့ကိုယ့်ရဲ့အချစ်ဆုံးတငေချင်းရဲ့နာမည်ကိုလည်းကွန်မန့်မှာရေးသွားပေးကြအောင်နော်။ကဲဒီလိုဆိုရင်ပုံမြင်အစ်တလေးကို ဦးကောင်းကတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။ပုံမြင်လေးရဲ့နာမည်ကတငေချင်းကောင်းဆိုတီမာတဲ့။တခါတော့ကဖောင်းဖောင်းနဲ့ထူဆိုပြီးအရင်ချစ်ကြတဲ့တငေချင်းနှစ်ယောက်ရှိတဲ့။သူတို့နှစ်ယောက်ဟာသွားအတူစားအတူနဲ့အမင်းမခွဲမခွာရှိနေကြတဲ့တငေချင်းကောင်းတွေပေါ့။ဒီနေ့မှာတော့သူတို့နှစ်ယောက်ဟာတဲကန်နာယာကြီးကိုဖြတ်ပြီးတော့ ခྱི་ထွက်ခဲ့ကြတဲ့ဒေကန္နာယဆိုတာပဝင်းချင်တစ်ခုလုံးတဲတူကြီးနဲ့ပြင်နေပြီးတော့ရေးမရှိတဲ့လွင်ပြင်ကြီးတစ်ခုပေါ့ကွယ်ခྱི་တောင်းနေတော့မှသူတို့နှစ်ယောက်ဟာငင်းကုန်နေကြတဲ့အဲ့ဒီလိုငင်းကုန်နေကစိတ်မြန်တဲ့ထူးလေးကပေါင်းပေါင်းရဲ့ကောင်းကိုခောက်လိုက်တဲ့ပေါင်းပေါင်းလေးကဝမ်းနေသွားပြီမလဲပြင်မရိုက်ဘူးတဲ့ပေါင်းပေါင်းလေးဟာချက်ချင်းပဲတဲပြင်ပေါ်မှာစာရေးချလိုက်တဲ့ ီနေ့မှာ အချစ်ဆုံးတကယ်ချင်းကကျွန်တော်ကိုရိုက်တယ်ဆိုပြီးပေါ့သူလေးဟာဘာမှပြင်မမိပဲဖောင်းဖောင်းရဲ့လောက်ရက်ကိုပဲပါစက်အဟောင်းသားလေးငီးကြည့်နေတာပေါ့အဲ့ဒီလိုနဲ့တငယ်ချင်းတွေအောင်ခီးဆက်ကြတာပေါ့ကွယ်အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်ဟာတဲကန်နာရရဲမှာအိုအီစစ်ရေကန်ကိုတွေ့လဲရတဲ့အိုအီစစ်ဆိုတာတဲကန်နာရရဲမှာရေရှိတဲ့နေရာကို ခေါ်တာပေါ့ကွယ် တငယ်ချင်းတယောက်ဟာရေချိုတွေကိုအားရပါရတောက်လိုက်ကြပြီးအမောပြေရေစင်းကူကြတော့တာပေါ့ဒါပေမဲ့ရေကောင်းကောင်းမကူတက်တဲ့ဘောင်ပေါင်လေးဟာချေချော်သွားပြီးရေနစ်သွားတဲ့အဲ့ဒီအချိန်မှာသူလေးကဘာမှမစဉ်းစားနေပဲသူ့အသက်နဲ့ရင်ပြီးဘောင်ပေါင်လေးကိုကယ်တင်ခဲ့တယ်ကွယ်တငယ်ချင်းတယောက်အနာယူပြီးတော့ဘောင်ပေါင်လေးကကြောက်တုံးတုံးကိုယူလိုက်တဲ့ပြီးတော့ကြောက်တုံးပေါ်မှာ ဒီနေ့မှာအချစ်ဆုံးတငယ်ချင်းကကျွန်တော်အသက်ကိုကယ်လိုက်တယ်လို့ရေးလိုက်တည်းကွယ်အဲ့ဒီအချိန်မှာသူလေးကတိတ်ကျင်စောနဲ့မေးလိုက်တာပေါ့ခေါင်းကိုခေါတုံးကတဲပြင်ပေါ်မှာစာရေးပြီးတော့အသက်ကိုကယ်လိုက်တော့ဘားကြောင့်ကြောက်တော့ပေါ်မှာရေးမဲ့လိုက်တာလေသူခဲ့သူဖောင်ဖောင်လေးကိုသူလေးကမေးလိုက်တော့တာပေါ့တငယ်ချင်းကကိုယ့်ကိုနာကျင်အောင်လုပ်တဲ့အခါတဲပြင်ပေါ်မှာပဲချရည်တင်နေတယ် ခွလွချင်းဆိုတဲ့လေပြင်းကြီးလေးတိုက်ခတ်တဲ့အခါပျောက်ပြေသွားအောင်လေဒါပေမဲ့တယောက်ယောက်ကကိုယ်ကူညီတဲ့အခါကြောက်တုံးပေါ်မှာရှင်းမဲ့ထားတဲ့နည်းဘယ်လိုမှုန်နှိုင်းမျိုးကမှမတိုက်ဖြတ်နိုင်အောင်ပေါ့သူကဲ့သို့ဆိုပြီးဖောင်ဖောင်ကပြုံးပြုံးလေးနဲ့ရှင်းပြတဲ့ဒီလိုနဲ့တငယ်ချင်းတယောက်ချစ်ချစ်ကင်ကင်နဲ့ခရီးဆက်သွားကြတာပေါ့ကွယ်ပုံမီလေးကတော့တလောက်ပါပဲသားတို့သမီးတို့ရေတငယ်ချင်းကောင်းဆိုတာကို့အပေါ်မှာ အမြင်အကောင်းမြင်ပေးတတ်တဲ့သူမျိုးပါပဲပြီးတော့ကိုယ့်ရဲ့ကောင်းကွက်တွေကိုပဲတတိယပေးပြီးအကက်ခဲတွေရှိလာတဲ့အခါတယောက်တည်းတယောက်ကရက်တီပေးတတ်တဲ့သူမျိုးတွေပေါ့ကွယ်ကောင်းကွက်ကိုရှာကြည့်မယ်ဆိုရင်ပေါင်းစရာတငယ်ချင်းတွေများသလိုမကောင်းကွက်ကိုပဲရှာမယ်ဆိုရင်ပေါင်းစရာတငယ်ချင်းရှာလို့တောင်တွေးမှမဟုတ်ပါဘူးဆိုတဲ့ဆိုရိုးစကားတစ်ခုရှိပါတယ်လောကမှာတငယ်ချင်းကောင်းဆိုတာကောင်းကွက်ကိုသာကြည့်ပြီးကိုယ်ဘေးမှာ တသက်လုံးရက်တွေသွားမဲ့သူတွေပါပဲအတွေ့အကြုံညှ့နေတဲ့တတမမီလေးတွေအနေနဲ့တငယ်ချင်းဆိုတဲ့ဟောဟာရကိုပုံမနားလည်စေပြီးတငယ်ချင်းတွေကြောင့်မှဖြစ်တတ်တဲ့တန်ရုံးစင်တွေကိုပုံနားလည်စေနိုင်ဖို့အိုကောင်ကတိစာအုံလေးကနေတဆင့်တင်ဆက်ပေးလဲရခြင်းဖြစ်ပါတယ်။အိုကောင်ပြောပြပေးသွားတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတော့တတမမီလေးတို့လည်းဘဟုတုတာတွေရရှိနိုင်မယ်လို့အိုကောင်ကယုံကြည်ပါတယ်ကွ။နောက်တဲ့နောက်တစ်ခါ ပုံမြင်အစ်စ်လေးတွေနဲ့တူဦးကောင်းတို့ပြန်ဆောင်ကြအောင်မယ်နော်ဦးကောင်းရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးသွားဖို့လည်းမမိနဲ့အောင်ဒါလို့ဆိုရင်ဦးကောင်းတို့ပုံမြင်အစ်စ်လေးတွေနဲ့တူပြန်ဆောင်ကြအောင်မယ်နော်တတမမီလေးတို့ရေတတာ